hello အဲအခုကပေါ့နော်ဗာလီကိုပြပြပေးသွားမှာလဲဆိုရင်အခုလက်ရှိအမအနေနဲ့လဲပေါ့နော်ဒါအခက်ခဲတွေပြင်းမှန်းမှုတွေကြုံနေရတယ်ပေါ့ကွပြောမယ်ဆိုရင်တော့ဒါအဲအလောက်ကိုင်းပိုင်းမှာဆိုလဲနည်းနည်းလေးပေါ့နော်ခက်ခဲနေတာလေးရှိတယ်အခုဆိုလဲဒါအမရဲ့ကြောင်ကလေးတွေပေါ့နော် သူတို့မွေးလာတာလဲကြာပြီတခါမှမဖြစ်ဘူးတဲ့အဆုတ်ရောင်တဲ့ယောဂကြောင့်တူကိုရနေစတာပေါ့နော်အဆုတ်ရောင်ဒါလူတွေလိုပဲဖြစ်တဲ့ယောဂပေါ့အဲ့ဒါအတွက်ကိုလည်းစီကံပြရတာပဲဒါရှိရကိုရလောက်ရှိနေပြီအရန်ကိုစိတ်ပင်ပန်းပြီးတော့လူလဲပင်ပန်းတဲ့စိတ်လဲပင်ပန်းတာပုံများတာပေါ့နော်အဲ့ဆိုတော့အမကဒါတော့အမအနေနဲ့ပြောတာပေါ့နော်ဒါဒီလိုမျိုးအခုချိန်မှာပေါ့နော်ခက်ခဲလေးတွေပင်ပန်းနေတဲ့သူလေးတွေ လည်းပဲရှိရင်ရှိမှာပဲဘာလို့လဲဆိုတော့ဒီ energy ကပြနေလို့နော်7 on 1ဆိုတဲ့ energy ကပြနေတဲ့အခါကျတော့ဒါဒါလက်ရှိကြီးနေတဲ့ဒူလေးတွေရဲ့ energy ဒါမှကိုယ်တိုင်ရဲ့ energy လည်းဖြစ်တယ်လို့အခုဒီ video လေးကိုကြီးနေတဲ့ဒူလေးတွေရဲ့ energy ပေါ့နော်ဒါ energy ကြီးတယ်ဆိုရင်ပေါ့နော်ကြီးညီတယ်ဆိုရင်ပြောပါတယ်အဲ့လိုမျိုးလေးပေါ့နော်အဲ့လိုဒူလေးတွေအဲ့လို energy ရှိတဲ့ဒူလေးတွေအတွက်အမကဒီ reading လေးကို ကြည့်ပေးရတာဖြစ်တယ်ပြောပြပေးသွားမှာဖြစ်ပါတယ်အဓိကတော့ပြောမစင်တော့ angel message guidance message လို့ပဲပြောရမှာပေါ့နော်ဒီမှာဘာထူးခြားလဲဆိုရင်မကတ်ဒီလိုမျိုးဆွဲလိုက်တဲ့အချိန်မှာလုံးဝကို several ones two ones zero ones nine ones ones energy တွေအကုန်လုံးကြာနေတယ် fire sign တွေ strong ဖြစ်နေတာလေးကိုမြင်ရတယ်နော် fire sign တွေ strong ဖြစ်နေတာမြင်ရတယ်ဆိုဒီလိုမျိုးပဲ ဘာလို့ထပ်ပြီးတော့ခံစားရလဲဆိုတော့အခုလို့အခုဒီ reading လေးကိုနားထောင်ဖို့လိုတဲ့သူလေးတွေအတွက်လုံးဝကို fire ဆိုတဲ့မီးထောက်မီးရဲ့ပေါ်တော့ဒါလုံးဝပြင်းပြတဲ့စွမ်းအားတွေလိုမျိုးအရန်ကိုပေါ်တော့ဒါခွန်အားရှိစေခြင်းနဲ့ဟိုတန်မာစေခြင်းနဲ့ဟိုဘယ်လိုရမလဲကွာရဲရင်စေခြင်းနဲ့ဆိုတဲ့ energy တွေကိုပေးနေတယ်လို့တော့မှတော့ခံစားရတယ်ဒါထူးဆန်းစွာ once energy ကိုပဲအမလေးကလုံးရထားတာဖြစ်ပါတယ်เนาะဒါလုံးဝထူးဆန်းနေပေါ့เนาะဒီလိုမျိုးတစ်ခါမှမကြဘူးဒါ reading နေဖတ်လာတာမှဒါလုံးဝဒါ shuffle တွေနဲ့ပဲအကုန်လုံးလှုပ်ပြီးတော့ကြည်ထားတာပဲဒါပေမဲ့ဆွဲလိုက်တဲ့ဆွဲလိုက်တဲ့ကတ်တိုင်းမှာဒါပဲအရင်ဆုံး၃ကတ်ကိုဆွဲတယ်ကွာ၃ကတ်ဆွဲပြီးတော့နောက်ဆုံးတစ်ကတ် message လေးပေါ့เนาะကိုယ့်အတွက်ဘာတွေလိုအပ်လဲဆိုတော့ message လေးပေးပါဆိုပြီးဆွဲလိုက်တဲ့အချိန်မှာ night of wands ကိုပေးလာတယ်အဲ့တော့ဒါလုံးဝ ထူးခြားတဲ့ message လေးတွေလိုပဲမတော့ခံစားရတယ်အဓိကတော့လိုအပ်နေသူလေးတွေအတွက်တကယ်ဟိုပေါ့နော်ဒါ motivation ပေးမဲ့ message fire energy လေးထည့်သွင်းပေးလိုက်မဲ့ message အဲနောက်တစ်ခုကမှအခုလေးတွင်ပေါ့နော်ဒါအဲအဲဒီ intuition ကနေရုတ်တရက်သဘောပေါက်မိသွားတာလေးရတော့ဒီဟိုပါပေါ့ပြောမယ်ဆိုရင်တော့အမတို့ဒီတရားထိုင်တဲ့အခါပေါ့နော်ဒီဟိုပါပေါ့ဒီ solar plexus လို့ခေါ်ရဲ chakra ရှိတယ်ကွယ်ဟို chakra ဘိုင်းလေးတွေကတော့လေးလာခြင်းနဲ့ဆိုရင် YouTube တွေဘိုင်းမှာလေးလာလို့ရတယ် Facebook တွေမှာလေးလာကြည့်ပေါ့နော် chakra ဘိုင်းလေးတွေ7 chakra ရှိတယ် solar plexus chakra ပေါ့နော်ဒီ1 byte နော်1 byte 1 byte ရက်ဒီလို့ပြောမှာချက်ရဲ့အပေါ်နာပေါ့နော်အဲအနားမှာရှိတယ် solar plexus ကနေတာ fire energy သူကအဓိကတော့မီးထောက်လိုမျိုးပေါ့နော် energy တစ်ခုကိုဒီနေရာမှာလာပြီးတော့စုစည်းပြီးတော့ဒီကိုတရားထိုင်တဲ့အခါကျရင်လေအနားလေးကို တေချာလေးပေါ့နော်အာယုံဆူးဆိုက်ပြီးတော့မှတ်ကြည့်ကြည့်ဟိုပြောမှဆိုရင်တော့မီတောက်လို့ပေါ့နော်ဒါလုံးဝကိုတောက်လောင်နေတဲ့ energy တွေကိုယ့်ရဲ့ဒီအတွင်းထဲမှာကိုယ့်ရဲ့ခန္ဓာကိုယ်မှာဒီလိုမျိုးတောက်လောင်နေတဲ့ energy တွေဆိုတာရှိတယ်ဒီ energy ပြင်းပြတဲ့ energy တွေနဲ့ကိုကဘောတော့ဒါဘာပဲဖြစ်ဖြစ်ကိုရင်ဆိုင်မယ်လှုပ်ဆောင်မယ်ကြိုးစားမယ်ဆိုတော့ဘောတော့ဒါစိတ်စွန့်အင်တွေကိုရရှိလိမ့်မယ်ဒီ energy တွေကိုအတွင်းထဲမှာပဲရှိတယ်အဲ့ဒီ energy တွေကိုကိုကတေချာလေးရှုမှတ်ကြည့်ပါ လုံးဝကိုပြင်းပြတဲ့ energy တွေတောက်လောင်နေတဲ့ကိုယ်အတွင်းထဲကနေစွန့်ရင်နေရလေဟိုလုံးဝကိုယ်ကိုလွှမ်းခြုံသွားလိမ့်မယ်ဒီလိုမျိုးကိုအမခံစားလိုက်ရတယ်ဒါအမအတွက် motivation ပေးလိုက်တယ်လို့လည်းခံစားရတယ်အခုနားထောင်နေတဲ့သူလေးတွေကိုလည်းဘောနော်ဒီလို motivation လေးပေးတယ်လို့ခံစားရတယ်ဘောနော်အဲ့တော့ဒါတကယ်အခုချိန်မှာလိုအပ်နေတယ်ဆိုရင်ဒီ reading လေးကတကယ်ဘောနော်ဒါကိုယ့်အတွက် energy တွေပဲဖြစ်တယ်เนาะအခုဒီမှာဘလို energy ကိုအရင်ဆုံးမြင်ရလဲဆိုရင်အာ Seven Wangs Seven Wangs ဆိုတဲ့အတိုင်းပဲကွာအခုချိန်မှာကိုယ်အနေနဲ့ challenge တွေရှိနေရမျိုးလဲရှိနိုင်တဲ့လုံးဝကိုပြိုင်ဆန်မှုတွေရုန်းကန်မှုတွေအဲ့ဒီလိုမျိုးပေါ့နော်ဒါအခုချိန်လက်ရှိဘဝမှာကြုံတွေ့နေရတဲ့သူတွေလည်းအများကြီးရှိနေမယ်ဒါဘာလို့ဆိုတော့ဒါကြုံနေရမှာပဲเนาะတေးလေးလည်းဖြင်းဖြင်းမအကြီးကြီးတွေလည်းဖြင်းဖြင်းမကြုံနေရမှာဒီလိုကြုံနေမှုတွေကပြောမယ်ဆိုရင်ကိုကဒါမလုံနိုင်ဘူးဆိုတာမဟုတ်ဘူးလုံနိုင်တယ် တစ်ခါလေးကျရင်ကိုကြုံနေရတဲ့အဲဒီတိုက်ခိုက်တွေနှောက်ရှက်တွေကကျတော့အရင်များလုံးလာတယ်အရင်ကြီးလုံးလာတယ်ဆိုရင်ကိုက depression တွေဝင် ပြီးတော့ပေါ့နော်ငါလုံနိုင်ပါတော့မလားဆိုပြီးတော့မျိုးအရင်ကို depressive mood တွေနဲ့ down သွားတာ energy down သွားတဲ့ခါမျိုးကြီးလည်းရှိတတ်တယ် အဲ့ခါကျရင်ကို့အတွင်းထဲမှာ fire sign fire energy တွေရှိနေတယ်ဆိုတာကိုခေါင်းထဲမှာဒီ reading လေးကနေမှတ်ထားလိုက်ပါတော့နော်ကို့ရဲ့အတွင်းထဲမှာ fire energy တွေရှိတယ်ဒီတောင်းလောင်နေတဲ့ဒီ energy တွေကနေကိုက you can do it လုံးဝလုံနိုင်နေဆိုတဲ့သဘောမျိုးကို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 ယုံကြည်လိုက်ပါ နော်ဒီမှာဆိုရင် तू ကအတိုက်ခိုက်တွေကို तू လုံးဝဖြိုခွင်းနေတာကွာပါရီပဲဘလို့လာလာဖြိုခွင်းနေတယ်နော်အဲ့လိုသဘောမျိုးပြောချင်တာကတော့ကိုကိုကွာအတိတ်မှာ เนาะအတိတ်မှာပေါ့เนาะဒါဟိုပြောပြမယ်အခဲတွေအဆင်ပြေမှုတွေကြုံရတယ်ဆိုရင်ဒါတွေကိုပြောမယ်ဆိုရင်တော့ဒီသင်္ကန်းစာအနေနဲ့လဲယူတတ်ဖို့လိုတာသင်္ကန်းစာယူပြီးတော့ပေါ့เนาะဒါဟိုစ조사ရမယ်ဒီအရာကြီးကိုပေါ့เนาะဒီကိုဖြစ်နေတဲ့အရာတွေဖြစ်ခဲ့တဲ့အရာတွေကိုတနှုံနှုံနဲ့ပေါ့เนาะဒါခန်းစားပြီးတော့ဟိုလုံးဝငြိမ်နေရမယ်အနေထားမဟုတ်ဒါတွေကိုသင်္ကန်းစာယူပြီးတော့ယုံယုံထရမယ်ယုံခံရမယ်စ조사ရမယ်အချိန်ကိုရောက်နေပြီဟုတ်ပြီလား အဲ့တော့နားထောင်နေသူလေးရေးတိထားမိလားတော့မသိအမဒီ energy လေးကိုဖတ်တဲ့အချိန်မှာကွာမသိရင်ကို့အတွင်းထဲက fire energy တွေတောက်လောင်နေသလိုပဲအတန်နေပါလုံးဝကိုတက်ကြွာလာတာအဲ့လိုသဘောမျိုးတွေကြားရမယ်လို့တော့ထင်ပါတယ်အဲ့တော့ဒီမှာဆက်ပြီးတော့ကြည့်မဲ့အခါကျတော့ဒီ true ones energy ရကွာလုံးဝကိုဒါကိုကိုကိုယုံကြည်ပေးပါဆိုပြီးတော့ဒါလုံးဝကိုပြောနေပြီเนาะအဲ့တော့ကို့မှာ power တွေရှိတယ် လုံးဆောင်နိုင်စွမ်းနေရှိတယ်ရှင်းဆက်ပြီးတော့သွားနိုင်စွမ်းနေရှိတယ်ဘာမှဘလို့ရမှာကောကိုကြောက်ရွံ့နေတယ်ဆိုလေအဲကြောက်ရွံ့နေတဲ့စုံကနေထွက်လာခဲ့လိုက်တော့ကိုကရှေ့တော့ပဲဥတည်ပြီးတော့သွားမယ်ဒီမှာဆိုရင် तू ကဒီမှာဒီကပါလုံးကပါလုံးလေးကိုကင်လာတယ်အဲ့လိုလိုမျိုးပေါ့နော်အဲ့လိုမျိုးကင်တဲ့အခါကျတော့ဒါဘာဖြစ်ဖြစ်ကိုနိုင်ငံရဲ့ချားခီးစင်နေဒါမှမဟုတ်တခြားနေရာဒေသတွေသွားဖို့ရှိတယ်ဆိုရင်လည်းပဲမကြောက်နဲ့သွားရအောင်သွား ကိုယ့်အတွက်ကသွားနိုင်ခြေတွေရှိတယ်သွားမယ်အခွင့်အရေးခွင့်လန်းနေလည်းရှိတယ်ရအောင်သွားနော်အဲ့လိုသဘောမျိုးလေးမှရှိနေတယ်သွားရဖို့တွေလည်းရှိတယ်တချို့ဆိုရင်နိုင်ငံခြားသွားဖို့တပြင်ဆင်နေတဲ့သူတွေလည်းရှိကောင်းရှိတယ်အဲ့လိုသူလေးတွေဆိုလည်းသွားနိုင်သွားရလိမ့်မယ်နော်ကိုဖြစ်ချင်တဲ့အရာတွေကိုလှုပ်ဆောင်လို့ရလိမ့်မယ်ကိုသာတိတ်တချာချာသွားဖို့အတွက်လှုပ်ဖို့အတွက်အစီအစဉ်လေးတေချာဆွဲတေချာလေးပေါ်တော့ဒါစစ်စစ်တေချာမှုတွေဒါကိုဘက်မှာရှိပါစေသွားရနိုင်ခြေအခွင့်အရေးခွင့်လန်းနေရတယ်ရှိလာလိမ့်မယ်ရှိဖို့ပဲဥတီပေးပါ ဘာပဲဖြစ်ဖြစ်စစ်တော်ဝန်စ် energy ကလုံးဝကို victory success တွေကရရှိနိုင်မယ်ကိုကဘာပဲပေါ့နော်ကိုလုံးထဲတဲ့နေရာဒီမှာကိုခက်ခဲကြီးဂျုံနေရတယ်တပိမဲ့ကိုစ조사တယ်조사တဲ့လျောက်ကိုအောင်မြင်မှုလေးတွေကတော့အနာဂတ်မှာရရှိလာမှာပဲလုံးဝကိုရလာနိုင်မယ်လုံးဝကိုအောင်မြင်မှုတွေနဲ့ပြန်လာပြီးတော့ကိုကိုစ조사ကြနိုင်မယ်အဲ့လိုသဘောမျိုးလေးကွာသိတယ်မလားတချို့ကြတော့လဲဆောင်းဝင်းနဲ့ပတ်သက်ပြီးတော့ပေါ့နော်ဒါအဲ့လိုမျိုးပညာရေးပိုင်းကြီးတဲ့သူတွေဆိုလဲဆောင်းဝင်းအောင်မြင်မှုတွေရရှိနိုင်မယ်เนาะအဲ ငွေကြေးအလောက်ကင်ပိုင်းအတွက်နားထောင်နေသူတွေဆိုရင်လည်းဒါကိုယ်ရဲ့အလောက်တွေအဆင်ပြေမှုတွေဒီလိုမျိုးတွေကြုံရရဆိုရင်လည်းပဲကိုယ်တေချာလေးကိုပေါ့နော်စစ်စစ်ဆက်ဆက်တေးတေးချာချာလေး plan လုပ်ပြီးတော့ဒါတေချာလေးလုပ်ကြည့်ဘာပဲဖြစ်ဖြစ် reward တွေကတော့ရရှိနိုင်မယ်ဆိုတဲ့သဘောမျိုးလေးမှရှိတယ်ဟုတ်ပြီလားအဲ့တော့ angel လေးတွေကကိုယ်ဘာ message ပေးထားလဲဘယ်လိုမျိုးလေးတွေလုပ်ဖို့တော့ message ပေးထားလဲဆိုတော့ night of wands တော့ပြောမှဆိုရင်တော့ကွာ hmm action you တိလား action you စေချင်တာ ဟိုဘယ်လိုပြရမလဲကိုမှာကွာတိလာဒီကိုရဲ့စိတ်စွမ်းအင်ကွာခုနကအမပြောလို့ fire energy တွေကဒီအတွင်းထဲမှာရှိနေပြီးသားတောက်တောင်နေတဲ့ energy တွေရှိတယ် action ယူဖို့ကိုတွန့်ဆုံမနေနဲ့မကြောက်နေနဲ့လှုပ်တာလှုပ်ကြောက်တရားကင်းကင်းနဲ့လှုပ်ဆိုတော့ဒါမှကြောက်တရားကင်းနေဆိုတာကွာတိလာမယူရဲ့စံခိုင်းတာမဟုတ်ဘူးအာဟိုဘယ်လိုပြရမလဲစင်စားပေါ့နော်တေချာစင်စားဒီရာကကိုယ့်အတွက်ဖြစ်နိုင်လားမဖြစ်နိုင်ဘူးလားတေချာ plan ချက် ဖေချာစဉ်းစားဆင်ခြင်ပြီးတော့မှရတယ်အဆင်ပြေနိုင်မယ်လုံးဝကိုအောင်မြင်နိုင်မယ်ဆိုတော့နမိတ်ရှိတယ်ဆိုရင်လောက်တာလို့ဘာမှကြောက်မနေနဲ့အဲ့လိုသဘောမျိုးအဲ့တော့အမအနေနဲ့ကလည်းဘလို့မျိုး message ကိုရလိုက်လဲဆိုရင်ကွာအမအနေနဲ့အခုချိန်မှာစိတ်ပင်ပန်းနေရတယ်ရှိတယ်ဟိုတစ်ခါလေးကြာရင်လည်းယုံကြည်မှုတွေပျောက်ဆုံးလာပြီကွာတလားပျောက်ဆုံးနေဆိုတာကွာဒါခါကျရင်ဟဲ့ငါဒီလောက်ဖွာဖြစ်တာတော့မဟုတ်ခုချင်းတီကိုပေါ့နော်ဟိုဘယ်လိုပြောရမလဲ ကိုဖြစ်ချင်တဲ့ target တွေမရောက်လာသေးပါလားဘာလားဆိုတော့ခါကျယုံကြည်မှုပျောက်ဆုံးတော့တော့မဟုတ်ပေမဲ့ယုံကြည်မှုလေးတွေကျဆင်းတဲ့လိုမျိုးလေးတွေဖြစ်သွားတာမျိုးလေးတွေလည်းရှိတယ်အဲ့ဒီခင်မှာအခုချိန်တော့အမအောင်ပြန်ပြီးတော့ belief ပေါ့နော်ကိုယ့်ရဲ့ power ကို believe love ဖို့အတွက်ကိုယ့်ရဲ့ဒီအတွင်းထဲမှာရှိတဲ့ fire energy တွေကိုယ့်ရဲ့လှုပ်ဆောင်နိုင်စွမ်းတွေကိုယုံကြည်ဖို့အတွက်ကို message ပေးလိုက်တယ်လို့ခံစားရတယ်အဲ့တော့ဘာပဲဖြစ်ဖြစ် taking action လုပ်ဖို့ပဲလိုအပ်တယ်ကိုကပေါ့နော်ဒါဒီမှာပြောသလိုပေါ့ရှေ့သို့ဆက်ပြီးတော့ဒါခြိတက်ပြီးတော့ ိုလှုပ်ချင်တဲ့အရာတွေကိုဖြစ်ချင်တဲ့အရာတွေကိုအရှင်ကောင်းကောင်းယူပြီးတော့ဗောနော်ဒါကိုကိုကိုယုံကြည်မှုအပြင်းနဲ့ကို့အတွင်းမှာရှိတဲ့ကို့ရဲ့ power ကို့ရဲ့လှုပ်ဆောင်နိုင်စွမ်းကို့ရဲ့စွမ်းအင်တွေကို့ရဲ့အရေးချင်းတွေဒါတွေကိုအကုန်ယုံကြည်ပြီးတော့ဒါရှေ့ဆက်ပြီးတော့လှုပ်ဆောင်ဖို့ပဲလိုတယ်ဘာမှမကြောက်နဲ့ခက်ခဲဆိုတာလူတိုင်းကြုံရတာပဲဒီခက်ခဲတွေဟာအလုံးကမင်းကြော်လွားနိုင်တဲ့အခက်အခဲတွေပဲဖြစ်တယ်လောကကြီးကကိုယ်ကိုစမ်းတက်တယ် အခက်ခဲမျိုးစုံကြုံတွေ့ပြီးတော့လောကရန်တရားကြီးကိုကြုံတွေ့စေတဲ့စမ်းသက်တဲ့ဒီစမ်းသက်မှုတွေကအမအမြဲတမ်းပေါ့နော်ဒါဟိုယုံကြည်ထားတဲ့တစ်ခုကလောကကြီးကကိုယ်ကိုမခံနိုင်တဲ့အရာဘယ်တော့မှမစမ်းသက်ဘူးကိုခံနိုင်လို့ပဲစမ်းသက်တယ်အဲ့ဒီအရာကိုကြော်ဖြတ်နိုင်တယ်ဆိုတာ तू သိတယ်သိတဲ့အတွက်ကြောင့်လောကကြီးကကိုဒီအရာကိုပေးဖြစ်စေပြီးတော့စမ်းသက်တယ်ဒါကိုကို you can do it မင်းလုံးနိုင်တယ်အိုင်ကန်ထူးငါလုံးနိုင်တယ်ငါကြော်ဖြတ်နိုင်တယ်ဆိုရဲစိတ်နဲ့သာကြော်ဖြတ် အဲ့ဒါကြီးကိုမကြောဖြတ်ပဲနဲ့သိလားဒီတိုင်းကြီးပေါ့နော်ဟိုတငုံတရီတနှုံနှုံနဲ့လုံးဝကိုဘယ်လိုပြမလဲ weak ဖြစ်တဲ့ energy နဲ့သွားမယ်ဆိုရင်တော့ကိုယ့်တ result တွေကကောင်းလာမှာမဟုတ်ဘူးဒါကိုယ်နဲ့ပဲဆိုင်နေတယ်သိလားကို့မှာကို့ကိုယ်ကိုမယုံကြည်ခြင်းနဲ့ကို့ကိုယ်ကိုကြောက်ရွံ့ခြင်းနဲ့သိတယ်မလားအဲဒီတစ်ခုခုမှာပဲပိတ်မိနေပြီးတော့ ဟိုယုံထွက်ဖို့ကြောက်ရွံ့နေတဲ့ energy တွေကြောက်ဒီလိုမျိုးတွေဖြစ်လာတာပြောချင်တာတော့ကိုကိုသာယုံကြည်ပြီးတော့ရှေ့ဆက်မယ်ဆိုရင်ကို့အတွက်ကခေါင်းနာတွေကဖြစ်လာမှာလောကကြီးကဒီစံသက်မှုလေးတစ်ခုပေးလိုက်တယ်စံသက်မှုကသိရင်လည်းသိမယ်ကြည့်ရင်ကြည့်မယ်ဒါတွေကိုကိုကြော်ဖြတ်နိုင်နေဆိုတာကယုံကြည်လားအချိန်တော့ဆောင်းရတာဘောကချက်ချင်းကြီးတော့ပဲကြော်ပြန်ဒီအချိန်အတွင်းမှာကို့ဘက်ကစ조사မှုတွေ action ယူမှုတွေလုံးဝဘောနော်ကြောက်စိတ်မရှိဘဲနဲ့ဘောနော်ဒီကိုကိုကိုယုံကြည်မှုတွေနဲ့အရှင်ယုံမှုတွေဒါတွေကတော့လိုအပ်တာဘောဒါတွေကတော့အကုန်လုံးကြော်ဖြတ်ပြီးသွားပြီဆိုရင်တော့ vision and success ကတော့လုံးဝရရှိလာမှာပါဟုတ်ပြီလားအဲ့တော့ဒါလေးကတော့လိုအပ်နေသူလေးတွေအတွက်ပေါ့နော်ဒါ angel message ဖြစ်ပါတယ်အတော့ဒါလုံးဝကိုအရန်ကို powerful လည်းဖြစ်တယ်အရန်ကိုလည်းဒါ true လည်း true ဆန်းတဲ့ဒီ once energy နဲ့ကိုပေးထားတာဖြစ်တဲ့အတွက်ကြောင့်ဒီဒီ reading လေးကနေပေါ့နော်ဒါကိုယ့်အတွက်လိုအပ်မဲ့ကိုယ့်အတွက်ပေါ့နော်ခုချိန်မှာတကယ်ကြားရမဲ့ message လေးတွေရသွားတယ်ရသွားမယ်လို့လည်းမှာတော့ညွှန်လင်းမိပါတယ်အဲ့တော့ လမ်းရန်အောင်လှပတဲ့ energy လေးတွေဖြစ်တဲ့အတွက်ကြောင့်ပေါ့နော်ဒီအခု base pay လိုက်တဲ့ fire energy လေးတွေကိုကြည်နေတဲ့သူလေးတွေနားထောင်နေသူလေးတွေအကုန်လုံးရရှိပြီးတော့ကိုကိုကိုယုံကြည်မှုတွေပို့ပြီးတော့တိုးတက်လာပါစေ။ဘာပဲဖြစ်ဖြစ်ကြော်ဖြတ်နိုင်တဲ့သူတယောက်ဖြစ်ပါစေ။ကြော်ဖြတ်နိုင်ပြီးတဲ့အခါကျရင်လည်းပေါ့နော်ဒီကိုကိုရဲ့ကြိုးစားမှုရလက်တွေရအောင်မြင်တဲ့သူတယောက်ဖြစ်ပါစေလို့အမက ဆူတောင်းပေးလိုက်ပါရနော်အားလုံးပဲကျေးဇူးတင်ပါတယ် bye bye see you next in this video okay bye bye